အာမန်ချက်စတာယူနိုက်တက်စီကိုစတင်ရောက်ရှိလာကြတဲ့ကဆာဂျင်ဝက်ကလစ်တို့ကြေကျော်နေတဲ့ क्व င်သစ်စီမံကိန်းကြီးပေါ့နော်အာအိုထရာဖိုကနေပြီးတော့မှနယူထရာဖိုဆိုပြီးတော့မှပြောင်းလဲမဲ့ क्व င်သစ်စီမံကိန်းကြီးကတော့ confirm ဖြစ်သွားပြီဆိုတော့ဒီကောင်ရဲ့ထွက်လာတဲ့ proposal photo တွေကိုလည်းကြည့်ပြီးသွားကြပြီလို့ထင်တယ်ဆိုတော့ United ရဲ့ဒီအာ Trident ပေါ့နော်ဆိုတော့ဒီ၃မြောင်းပုံစံဟာကိုလည်းတာဝါအနေနဲ့ဒီ क्व င်ရဲ့ပေးမှထည့်မယ်ဒါအပြင်ကိုအဓိကအပြင်လူရည်တသိန်းလောက်ဆန်မယ်ဆိုတော့ ဲ့ပမာဏကအင်္ဂလန်မှာလူကြီးအများဆုံးစတဲ့ကွင်းဖြစ်လာလိမ့်မယ်။ဘာလို့လဲဆိုတော့အင်္ဂလန်မှာဆိုလို့ရှိရင်အဲဝင်ပါလီစတေဒီယမ်ကလူ9000လောက်စတဲ့ဆိုတော့လူတသိန်းစတဲ့နေထားတစ်ခုကအင်္ဂလန်ရဲ့အကြီးဆုံးကွင်းဖြစ်လာလိမ့်မယ်။ဒါအပြင်ကိုဒီ project ကို9နှစ်အတွင်း PC အောင်လုပ်မယ်ဆိုပြီးတော့မှ Sergeant Wycliffe တို့ဘက်ကပြောထားတယ်။အဲ့ဒါအပြင်ကိုအရေးကြီးတာကဘာလဲဆိုတော့ပေါင်2ဘီလီယံလောက်ကုန်ပြီ။ဆိုတော့အဲ့ပမာဏကတော်တော်လေးကိုများတဲ့ပမာဏ။ဆိုတော့ အဲ့ဒါအတွက်ကတော့တီဂျာပေါက်ကိုအစိုးရစီကနေပြောမှချင်းငွေကိစ္စဒါရီနဲ့လုတ်သွားမဲ့လားလာမျိုးမှမြင်ရတယ်ဘယ်အသိမဆိုဒီလိုကွန်းတစ်ဆောင်မယ်ဆိုလို့ရှိရင်ကဒါမျိုးပုံစံငွေချေးရတာပဲပေါ့နော်ဒါပေမဲ့အသိကလက်ရှိဒီလိုဖြစ်နေနေတာတကူမှဒီလိုငွေချေးကိုစီမံနိုင်ပါမလားဆိုတာအတွက်စိုးရိမ်နေကြသူတွေလည်းအများကြီးရှိတယ်ဆိုတော့ okay အာဒီနေ့ဒီဗီဒီယိုကအဓိကအဖြစ်တော့ဒီ queen ကြီးရဲ့အကြောင်းကို discuss လုပ်မှာ queen ရဲ့ပုံစံက အဲကျွန်တော်တို့ပြီးခဲ့တဲ့နှစ်မှာတော့ကဒီ Oma Predator တို့ဘာတို့ကဒီ Barney View ကိုသွားကြည့်ခဲ့တယ်ဆိုတော့ဟာဒီအများကြီးရှိတယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့အဲ့ဒီပုံစံအဲ့ဒီ shape အတိုင်းပဲထွက်လာလိမ့်မယ်ဆိုတာကတော့မှန်းထားကြပြီဒါပဲဒါပေမဲ့အပေါ်ကနေအဲ့ဒီစကားအုပ်လာတဲ့ပုံစံပေါ့နော်ဆိုတော့အဲ့ဒီ shape ကတော့တိတ်ပြောမှမမျော်လင့်ထားဘူးသူတို့ကိုယ်တိုင်ကလည်းဒီရဲ့ Archery design ကိုအဓိကအားဖြင့်တော့ Barney View နဲ့တပုံစံနဲ့တူပါတယ်ဆိုတော့အဲ inspire မျိုးမဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့ ည်းနည်းလေးပြောင်းလဲလိုက်တာလို့ပဲမြင်တယ်ဒါပေမဲ့လည်းအရင်ကြီးတော့တောင်းလဲသွားတာမျိုးလည်းမဟုတ်ပြောင်းဘူးပြဆိုအတွင်းမိုင်း structure ကတော့တော်တော်များများအဲတူအောင်လို့ပဲလှုပ်လာမယ်လို့ထင်တယ်ဒါအပြင်ကိုလူကြီးတသိန်းဒါကကဘာပေါ်မှာဆိုလို့ရှိရင်တော့မှတတရမြောက်အကြီးဆုံးအနေထားလောက်ထိကိုရောက်သွားလိမ့်မယ်လို့ပြောလို့ရတယ်ဆိုတတိယမြောက်စလုပ်ထားမြောက်တော့ပေါ့နော်ဆိုတော့အဲ့ဒါတော့နီးပါးအထိကိုရောက်သွားနိုင်မှာပါလို့ဆိုတော့အာနူကတ်ဆိုလို့ရှိရင်လည်းဒီလိုအနေထားမျိုးပဲဒါအပြင်ကိုနူကတ်ဆိုလို့ရှိရင်လည်း1.25ဘီလီယံဆိုတဲ့ project ြီးနေအတူတူပဲဒါမျိုးတိစောက်ထားတာအဲ့ဒါအပြင်ကိုနောက်ထပ်ဒီဒီလူရဲ့တသိန်းဆန်းနဲ့ကွင်းထက်ပိုပြောမှကြီးတဲ့ကွင်းနေရှိတယ်ဥမာပြည်မော်ရိုကိုမှာရှိနေတဲ့ Hassan II Stadium ဆိုလို့ရှိရင်2000年မှ28မှာအပြီးသတ်မှာအာဖရိကမှာအကြီးဆုံးသောကွင်းလူရဲ့အားဖြင့်ဆိုလို့ရှိရင်တသိန်းနဲ့မှ1000ကျော်လောက်ကိုစမ်းမယ်ဆိုတော့ဒီလိုကွင်းမျိုးရှိတယ်အဲ့ဒါအပြင်ကိုနောက်ထပ်ကွင်းကကြတော့မြောက်ကိုရီးယားမှာရှိတဲ့ကွင်းမြောက်ကိုရီးယားမှာရှိမဲ့ ရန်ဂရာဒိုကွင်းငါဆိုလို့ရှိရင်အမ်လူကြီးအားလုံးမှာ officially ရဆိုလို့ရှိရင်တော့တသိန်း3000ကျော်လောက်ကိုစတယ်ဆိုတော့အဲဒီလိုကွင်းကြီးစောင့်မယ်ပေါ့စောင့်မယ်ဆိုတာကတော့ဟုတ်ပြီဒါပေမဲ့နောက်ထပ်9နှစ်အတွင်းနောက်ထပ်9နှစ်အတွင်းစောင့်ဖို့အတွက်ဆိုလို့ရှိရင် Manchester United အနေနဲ့အဓိကကတော့ပတ်စံပတ်စံနေထားကို United အနေနဲ့တော်တော်လေးကိုမှရုံးကန်မဲ့ခြေနေတစ်ခုမှရှိတယ်ဆာဂျင်ဝက်ကလစ်ကိုတိုင်ပြီးခဲ့တဲ့ရက်ကမီဒီယာပေါ်မှာထွက်လာတယ်ဆိုတာကလည်းအဓိကပဲတော့လူမျိုး campaign တွေလှုပ်ချင်လို့ မီဒီယာဘော်ကနေလည်းပတ်စံချခြင်းဒီလိုလိုပြောလို့ရတယ်ဒါပေမဲ့လည်းအာပြီးခဲ့တဲ့အတိတ်ကဝယ်ယူခဲ့တဲ့ကစားသမားဒီကပတ်စံကိုအခုချိန်ထိပေးနေရတော့မယ့်အတင်းကကစားသမားဝယ်ယူရဲဆိုတာကတန်း90ဆိုလို့ရှိရင်ရော့အင်းတန်း90ဆိုပြီးချက်ချင်းပေးတာမဟုတ်ဘဲနဲ့နောက်နှစ်တင်နောက်နှစ်တင်ဘယ်နှစ်မှာဘလောက်ပေးမယ်ဘယ်နှစ်မှာဘလောက်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာသွားတဲ့နေသားတခုမှာလက်တက်နေတဲ့အခုချိန်ထိဒါဆန်ချိုအတွက်ပတ်စံကိုပေးနေရတော့မယ်ဆိုတော့ Manchester United အနေနဲ့ဒါအပြင်ကိုအန်တိုနီအတွက်ပတ်စံ ဒီပတ်စံတွေကိုလည်းຫນွေရစီမှာပြီးနေရတော့မယ်အဲ့တော့ Manchester United မှာဒီကားကြတာကပတ်စံဆိုတော့အဲ့ပတ်စံကိုဘယ်လမ်းကြောင်းကနေရှာမလဲဆိုတာကတော့ Sergeant Radcliffe တို့ဘာလဲလို့မလဲဆိုတာစောင့်ကြည့်ရလဲမယ်တခြားတစ်ခုကတော့အစိုးရစီကနေပြီးတော့မှပဲပို့ပြီးတော့မှအခွန်ကင်းလို့ခွင့်တို့အဲ့ဒီလိုပုံစံမျိုးနဲ့ပဲသွားဖို့ချင်းကပ်ဖို့အတွက်လာလာများတယ်လက်ရှိ United ရဲ့ Ultra Four ဆိုတဲ့နာမည်ကိုပဲပြန်ပြီးသုံးပါကတော့နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတယ်။ Ultra Four ကို Neutral Four ဆိုပြီးတော့မှပြောင်းလိုက်တာကတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒါကလည်းပြည်သက်ဒီကอืมဒီ ultra force နာမည်ကိုမပြောင်းစေချင်တာအတွက်ကြောင့်မလို့လည်းပါဝင်နေဒီ queen ကြီးစားလုံးမယ်ဆိုတဲ့ချိန်တုန်းကဆိုတော့ဒီ queen ကတော့ဘယ်လိုပဲနေနေ united ပြည်သက်တွေအတွက်ဆိုလို့ရှိရင်တော့အရင်အမတ်တရအများကြီးရှိခဲ့တဲ့ ultra force queen ကြီးမဟုတ်ပဲね neutral force ဆိုတဲ့ queen အသေးဖြစ်သွားတဲ့အတွက်ကြောင့်မလို့အရင် queen ဟောင်းကြီးရဲ့ စတက်ရှာတွေဒီစတက်ရှာတွေကိုတော့အကုန်လုံးဖြူချမဲ့သဘောပါရှိတယ်။ကိုင်းဘောလုံးမြက်ခင်းပြင်ကိုတော့ဒါ training ground တောင်းမလို့ရှိရင်အမျိုးသမီးတစ်ခုခုအတွက်သုံးပြသွားမဲ့နေရာမျိုးမှာမြင်နေရတယ်။ဒါပေမဲ့အလက်ရှိချိန်ဒီတိကျတိကျသတင်းမျိုးတော့မရှိသေးဘူး။တိကျတစ်ခုကတော့ကွင်းတစ်ဆောင်မယ်။ United နဲ့နှစ်ပီလီယံသုံးမယ်။လူတသိန်းဆန်မယ်။ဒါအပြင်ကိုဒါကအင်္ဂလန်မှာအကြီးမားဆုံးသောကွင်းဖြစ်လာလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီလိုကွင်းတစ်ပြောင်းလာနဲ့ပတ်သက်ပြီးတော့မှကိုစီကိုစီအမြင်တွေတော့အများကြီးရှိရလိမ့်မယ်လို့ထင်တယ်။ United Fan တွေဆိုလို့ရှိရင်ဒါက Old Trafford ကိုသွားခြင်းနဲ့ Dream ကတော့ကိုစီကိုစီရှိကြတာပဲ။ဒါပေမဲ့နောက်ထပ်5နှစ်အတွင်းသွားနိုင်ဖို့တော်တော်လိုအပ်လိမ့်မယ်လို့ထင်တယ်။ဆိုတော့ဘယ်လိုထင်ကြလဲ။